မင်္ဂလာညချမ်းပါရှင်နေပြည်တော်မိုးလေဝသနဲ့ဇလာပိတာညချမ်းဥစည်းထာနာမှာ2025ခုနှစ်အောက်တိုဘာလ21ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00နာရီခွဲချိန်တိုက်ထွန်ရရှိခဲ့တဲ့အမြင့်ဆုံးဘူးချိန်များမှာနေပြည်တော်နဲ့ရန်ကုန်မြို့တို့မှာ 34°C ရဲ့63ဒီဂရီဖာရန်ဟိုက်စီနဲ့မန္တလေးမြို့မှာ35ဒီဂရီဆက်စီရဲ့65ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ် ဒီကနေ့ညနေ6:00ခွဲအချိန်မိုးလေဝသဂျိုဒူမှာဖောင်းရရှိတဲ့ပုံရမင်္ဂလာပင်လယ်မြောက်ပိုင်းမှာတိမ်နေငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နေကြံမင်္ဂလာပင်လယ်တို့မှာတိမ်တင့်တင့်မှတိတ်ထူထန်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ရှမ်းပြည်နယ်တောင်ပိုင်းနေပြည်တော်ချင်းပြည်နယ်အေရော်တိုင်းဒေသကြီး မွန်ပြည်နယ်နဲ့တနင်္လာရီဒေသကြီးတို့မှာမိုးရိမ်တောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးရိမ်တောင်များရွံ့လျာရနေရတဲ့လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပြစ်ခြင်းပျက်စီးလက်ခြင်းနဲ့မိုးတီကျွေးခြင်းစားတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါသည်။ကျန်းတနေသားရင်းနဲ့ပြည်내များမှာတိမ်နှင်းငယ်မှာတိမ်တင်တင်ဖြစ်ထွန်းနေရကိုတွေ့ရပါသည်။ပူပိုင်းမုန်တိုင်းဖန်ရှင်ခြေနေတဲ့တွင်ဒီကနေ့မြန်မာစံတော်ချိန်7:30နာရီချိန်တိုင်းထွားကြများအရာ တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့အပူပန်းပေါ်နိုင်ဖန်ရှင်ဟာအနောက်တောင်ဘက်သို့ဖြည်းညစွာရွေ့လျားခဲ့ပြီးပုံမှုအကောင်လာနိုင်ကအနောက်တောင်ဘက်သို့ဆက်လက်ရွေ့လျားနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဘင်္ဂလားပင်လယ်ော်ချင်းလေးမှာဒီကနေ့မြန်မာစံတော်ချိန်7:30နာရီချိန်တိုက်ထွာချက်များအရဘင်္ဂလားပင်လယ်ော်နောက်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့အာကောက်နယ်လေပြင်းနဲ့ယုံဟာဆက်လက်တရှိနေပါတယ်။အဆိုပါအာကောက်နယ်လေပြင်းနဲ့ယုံဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး22ရက်စေလ2025ရက်နေ့မှာ ဘင်္ဂလားပင်လယ်ော်အနောက်တောင်ပိုင်းနဲ့ရင်းနှင်းဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်ော်အနောက်လယ်ပိုင်းအိန္ဒိယနိုင်ငံတမိနာဒူမြောက်ပိုင်းကန်လွန်နဲ့အင်နာဘရာဒေတောင်ပိုင်းကန်ကြီတို့မှာမုန်တိုင်းငယ်ဖြစ်သူ၎င်းထိုမှာတစဉ်အနောက်အနောက်မြောက်ဘက်သို့ဆက်လက်ယူလျားနိုင်ကပုံမှုအကောင်လာနိုင်ပြီး23ရက်စင်လာ2025ရက်နေ့မှာအိန္ဒိယနိုင်ငံတမိနာဒူမြောက်ပိုင်းနဲ့အင်နာဘရာဒေတောင်ပိုင်းကန်ကြီတို့သို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်မြမပင်လယ်ပြင်မှာ လိုင်းနိုင်ငံမှာတင်တင်ရှိပါမယ်။လိုင်းမြန်မာမြမကံရံတရှောင်းနဲ့ကံလုံးပင်လည်းပြင်းတို့မှာ၄ဘီမှ9ဘီကံရှိနိုင်ပါတယ်။မနှက်ပြံမွန်တဲချိန်ဒီခံမှန်းချက်များအနေနဲ့ကတော့ AR ရန်တာကြီး နေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့တနင်္သာရီတနင်္သာကြီးတို့မှာနေရာစိတ်စိတ်ချင်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာနေရာကျကျနေတယ်။ ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးရခိုင်ပြည်နယ်ရှမ်းပြည်နယ်ရှေးပိုင်းကယားပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရွက်ကြားမိုးထချုံရွာပြီးနေပြည်တော်မှာနေရွက်ကပီမူချီနိုင်ပါတယ်နေပြည်တော်နဲ့ညီတော်ရဲ့မလပြန်အတွက်မိုးလီဝတ်သားအချိန်လေးခမှန်ချက်မှာမိုးတစ်ချိန်နှစ်ချိန်ထချုံရွာပါမယ်အမြင့်ဆုံးမူချိန်မှာ33ဒီဂရီဆက်စီရဲ့67ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ23ဒီဂရီဆက်စီရဲ့83ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ် ရှမ်းကုန်းမြို့နယ်နေတဝိုင်းမြပြန်တွင်မိုးလီဝတအခြေအနေခံမှန်းချက်မှာနေရာကွက်ကြားမိုးတချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ35ဒီဂရီဆက်စီယပ်65ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ24ဒီဂရီဆက်စီယပ်85ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။မန္တလေးမြို့နယ်နေတဝိုင်းမြပြန်တွင်မိုးလီဝတအခြေအနေခံမှန်းချက်မှာလည်းနေရာကွက်ကြားမိုးတချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ34ဒီဂရီဆက်စီယပ်63ဒီဂရီဖာရန်ဟိုက်နဲ့ အနှိမ့်ဆုံးမူချိန်မှာ25ဒီဂရီဆက်စီရဲ့89ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။နောက်နှစ်ရက်ကျော်ခံမှန်ကြအနေနဲ့ကတော့နေပြည်တော်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျကျမိုးထချုံရွာနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါနေ။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။